ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတွေဆယ်လပိုင်းတလတာမှာအလုံနေရာပြောင်းရွှေ့ရမယ်အလုံနဲ့ပတ်သက်သောခရီးတွေသွားရမယ်ပို၍ကောင်းသောနေရာပို၍ကောင်းသောအလုပ်တွေကိုလည်းလောက်ကန်ရတတ်ပြီးတော့အလုပ်ကန်တွေတိုးချဲ့ရမယ်မိမိစူးစမ်းလှုပ်ဆောင်သမျှတွေအကျိုးပေးအရာထင်ပြီးတော့ကံကောင်းခြင်းအောင်မြင်ခြင်းအံ့ဩစရာကိစ္စတွေမျှော်လင့်မထားတာတွေကိုဒီဆယ်လပိုင်းတလတာမှာကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတို့အနေနဲ့တွေ့ကြုံပိုင်ဆိုင်ရတတ်ပါတယ် မိမိလက်ရှိလောက်ကိုင်းနေသောစီးပွားရေးလုပ်ငန်းတွေခက်ခဲမှုတွေအနှဲငယ်ကြုံတွေ့နိုင်ရပေမဲ့လည်းပဲမိษွေတို့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့လူမျိုးသားလူမျိုးကွဲတို့ကြီးအကူအညီကြောင့်ထင်ပေါ်ကျော်ကြားအောင်မြင်မှုတွေရရှိတတ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဘုရားဦးသားသမီးမိษွေတို့အနေနဲ့ဒီဆယ်လပိုင်းတစ်လတာမှာအလုပ်ကိုင်းနေတဲ့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေနံလုပ်ငန်းတနင်္ဂနွေနံလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေဆိုလို့ရှိရင်တတိထားပြီးတော့လောက်ကိုင်းတင်ပါတယ်။မိษွေတို့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အပြိုင်တိုက်ခန်းလေးတွေကြုံရတတ်ပါတယ်။ ယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိစိတ်တိုင်းကြမဟုတ်တော့လဲပဲလက်လာဘကံဒီအားကောင်းနေမယ်ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတို့အနေနဲ့24ရက်အတွင်းမှာငွေစုလိုက်ပြုံးလိုက်ဝင်လာတတ်ပါတယ် မိသားစုအတွင်းမှာအလူတန်းပြုရမယ်မိမိတို့အိမ်မှာရှိသောမိသားစုဝင်တွေတဦးပြီးတဦးချမ်းမာရေးညံ့နေတတ်ပါတယ်မိစေတို့ရဲ့အိမ်တော်ဘက်မိသားစုဝင်များကြောင့်စိတ်အာရုံနောက်စရာကိစ္စလေးတွေဝင်လာတတ်ပြီးတော့မိမိအားပန်းဝင်ခြင်းမှာတပုတ်လေးလင်းပြောဆိုခံရတတ်ပါတယ်ချစ်သူကြီးသားများမိမိချစ်သူမိမိအပေါ်မှာ ADHD ဖြစ်နေပြီးတော့မိမိပေါ်မှာစိတ်မပါသလိုဖြစ်နေတတ်ပါတယ် ဗုဒ္ဓဟူယာဟူသားသမီးမိတ်ဆွေတို့အနေနဲ့မိမိအားပန်းဝင်ခြင်းမှာကောင်းတဲ့ရင်ပဲပြောပြောဆိုးတဲ့ရင်ပဲပြောပြောမိတ်ဆွေတို့အနေနဲ့ဒေါသမာမာနတွေနဲ့မပြေရှင်းပါနဲ့ဆယ်လပိုင်းဆိုတဲ့ကာလမှာကျွန်တော်ရဲ့ဗုဒ္ဓဟူယာဟူသားသမီးမိတ်ဆွေတို့အနေနဲ့မေတ္တာဖြင့်နေထိုင်မှသာငြိမ်းချမ်းသောကာလပဲဖြစ်ပါတယ်ဗုဒ္ဓဟူယာဟူသားသမီးမိတ်ဆွေတို့အနေနဲ့အလုံအင်တာဗျူးစာမိုးဝဲအောင်မြင်မဲ့စာမိုးဝဲဖြေဆိုကဏီကမှာတငယ်ချင်းကိုအကြောင်းပြုပြီးတော့မလိုလားသောပြဿနာလေးတွေဝင်လာတတ်ပါတယ်ကျွန်တော်ရဲ့ဗုဒ္ဓဟူယာဟူသားသမီးမိတ်ဆွေတွေကျမ်းမာရေးအနေ နဲ့ရခင်ပြစ်ပေါ်ခဲ့သောယောဂဝေဒနာဟောင်းလေးတွေပေါ်လာတတ်ပြီးတော့မိษွေတို့အနေနဲ့အစာမခြင်းသွေးပောင်ခြင်းမမှန်ခြင်းကြီးပောင်ယောဂဇက်ကြောတိုက်ယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်။ အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့3ရက်25ရက်26ရက်28ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုစောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေမိမိတို့မှာကုညီမဲ့သူတွေနဲ့ဆောင်ရတာမျိုးတွေကိုလှုပ်ဆောင်တဲ့ကိစ္စလေးတွေစားစားရရအစဉ်ပြေစေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်2ရက်4ရက်6ရက်7ရက်နေ့တွေကိုရှောင်ရှားတင်ပါလေအဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာခဲရောင်အညိုရောင်ကော်ဖီရောင်ပါတော့လက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသားသမီးမိတ်ဆွေတို့အနေနဲ့ ठी ဝါသနာပါတော့သူတွေ ठी ကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်ဒီဆယ်လပိုင်းမှာမိတ်ဆွေတို့အနေနဲ့၄အစ၅အဆုံပါတော့ ठी နံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစဉ်ပြေသောသူတဦးကိုလိန်မော်ရီအချိုရီပေါ့နော်တဘူးတို့မဟုတ်လိန်မော်သည်ဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်မိမိအစဉ်ပြေသလိုပေးပြီးတော့ငွေချေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လဝိုင်းတလတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့နဲ့နဲ့6နာရီရနေပြီးတော့9နာရီတွင်မှာထမင်းပေါ်မှာနှိုးဆန့်ပြီးတော့နှိုးဆန့်ထားသောစွန်းတပွဲသို့မဟုတ်ငကမောက်သီးခုနှလုံးလှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသားသမီးမိတ်ဆွေတွေအားလုံးဆယ်လဝိုင်းတလတာမှာအဆိုးဟူ ်များဝေးလွင်ပါစေ။ကံကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံပြီးတော့ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သရင်ဗုဒ္ဓဟူရာဟုသာသမီးမိတ်ဆွေတွေအားလုံးတို့ဆယ်လပိုင်းတလစာအတွက်ဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်။အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်။